ဖုတ်ဘောမာစတာရဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်အခုဒါဆွေးနွေးသွားမယ့်အကြောင်းအရာကဘောလုံးရဲ့ knowledge နဲ့ဆိုင်တဲ့စိတ်ဝင်စားဖို့လည်းကောင်းပါတယ်အဘောလုံးအားကစားနည်းနဲ့ပတ်သက်ပြီးတော့တချို့သောလူမသိသူမသိတိမ်မြုပ်နေတဲ့ကြီးကျယ်ခမ်းနားတဲ့ဇလန်းတွေလည်းရှိခဲ့ဘူးတဲ့ knowledge အနေနဲ့ဒါကျွန်တော်ညွှန်ပြသွားမှာပါနော်ဆိုတော့အရင်ဆုံးအနေနဲ့စပိန်ဘောလုံးလောကမှာတန်ဆာမှုအပြင်းထန်ဆုံးပွဲသုံးဖို့ပြန်ပြန်ဆိုင်မှုအပြင်းထန်ဆုံးပြန်မဲ့နှစ်သင်းဆိုရင် ကျွန်တော်တို့ Real Madrid နဲ့ Barcelona တို့ကစားတဲ့ Clasico ကိုကျွန်တော်တို့ပြောကြမယ်။အဲဆိုရင်ကဒုတိယအနေနဲ့ဆိုရင်ကျွန်တော်တို့ Madrid Derby ကိုပြောကောင်းပြောမယ်။ဒီ Real Madrid နဲ့ Atletico Madrid Madrid မျိုးကနှစ်သင်းဆိုတော့အဲ့ဒီမှာမှ Clasico ကတော့ကဘာကြော်တယ်ကဘောလုံးတိုင်းမှာအထင်ရှားဆုံးအပြင်းထန်ဆုံးပွဲတွေတဲ့ကပြန်ဆိုင်မှုတွေတဲ့ကတခုလည်းဖြစ်တယ်။ Real Madrid ဟာဘလုံးကညင်ပယ်လို့မရတော့အောင ဒီ General Franco အားပေးတဲ့ချင်းမြောက်တဲ့အသင်းဖြစ်ခဲ့တယ်ဖြစ်ခဲ့တာเนาะကိုတော့ကအဲ့တော့သူတို့မှာ Royal Power သူတို့မှာရှိတယ်တစ်ဖက်မှာလည်း Catalan က Catalan ရဲ့ resistant ရှိတယ်အဲ့ Catalan ကဒီ Spain ဒီအခုဒါ Franco တို့အလိုအရဆို Catalan ဟာ rebellion ဆိုပြီးတော့မြင်ကြတယ်အဲ့ဒီအချိန်တည်းကပဲ Madrid နဲ့ Barcelona နဲ့ရတယ်အဲ အဲ့ဒီအချိန်တွေမတိုင်ခင်တည်းကအဲ့ဒီအချိန်တွေကလေးကပေါ့ဒီနေ့အထိဘောလုံးလောကမှာလည်းသူတို့နှစ်သိန်းရပွဲတွေအရင်ပြင်းထန်တယ်။ဒါပေမဲ့ကျွန်တော်တို့ other rivalry တခုလည်းရှိသေးတယ်။အဲ့ဒါဆော့ဆော့ပြောတယ် Madrid Derby မဟုတ်။အဲ့ဒါပို့ပြီးတော့စိုးရွားခဲ့တယ်အကြီးတန်းခဲ့တယ်။ပြီးတော့1987နဲ့84ကြားမှာဟိုအထွတ်အထိပ်ဂျိုင်ဆန်ဖူးရဲ့အထွတ်အထိပ်ကိုရောက်ရှိခဲ့ပြီးတော့အခု2025ရောက်တဲ့အထိသူတို့ဟာအဲ့ဒီအချိန်တွေတုန်းက နီလန်းတွေကိုအခုချိန်ထိဆက်လက်စုပ်ကင်ထားပြီးတော့ဒီနှစ်သင်းဟာတောင်းစင်းနဲ့မျက်ကြီးပုံစံအခုချိန်ထိဒါဆက်လက်တိုက်ပွဲဝင်နေကြတယ်။ဒါပေမဲ့ခစ်တွေကပြောင်းသွားတဲ့အခါကျတော့အထူးသဖြင့်အချင်းချင်းမှုတွေပေါ့နော် culture တွေပြောင်းသွားတယ်အဲ politics ပတ်မှာလဲ policy တွေ change သွားတယ်အစရှိတဲ့ပြင်ပေါ့အဲ့ဒီအရာတွေကတိမ်မြုပ်သွားပြီမြဲ ideology အပြိုင်မှုတွေကတော့ကြံနေတော့မယ်ကျွန်တော်တို့အဲ့ဒီအချိန်ကတင်စားခဲ့ကြတာက art versus industry ဆိုပြီးတင်စားခဲ့ကြတယ် 1981နဲ့84ကြားမှာဆိုတော့အဲ့ဒီအကြောင်းကိုနော်အဓိကပြောချင်တာဆိုတော့ဒီ story ကအဲ့ရနေလို့ကျွန်တော်ဒီဟာကိုနားထောင်ပြီးတဲ့အခါမှာကောက်ချက်ထုတ်လို့ရတာပါလဲဆိုတော့ rivalry ဆိုတာကစုပလားအရေးအတွက်ပြိုင်ဆိုင်မှုဆိုတာတွေမကဘူးပြီးတော့ geography အရာပြိုင်ဆိုင်မှုဆိုတာတွေမကဘူး ideology ဘာအရာဖြစ်စေ identity အရာဖြစ်စေ personality အရာဖြစ်စေ ညိလာပြီစောလာပြီဆိုရင်ယာစီတချို့ဟိုလည်းဖြတ်တန်းပြီးပြီဆိုရင်နောက်ထပ်ဒါ rivalry တွေဖြစ်လေရှိတယ်ဆိုတော့ကျွန်တော်ကောက်ချက်ချလို့ရတယ်ဆိုတော့အရင်ဆုံးပြောချင်တာက setting ကတော့ Spain နိုင်ငံရေးနဲ့ဆိုင်တယ် Spain က1980အပြည့်အဝနှစ်တည်းမှာဆိုတော့ democracy အလင်းအောင်လေးတွေမြင်နေရတဲ့ကာလတွေပေါ့နော်1980ပြည့်အဝနှစ်တည်းအဲ့ကာလတွေမှာ General Franco ကတော့ပြီးသွားပြီခြုံငင်းသွားပြီဒါပေမဲ့ဟို အချိန်လေးနဲ့ဆက်လိမ့်နေတော့မယ်အချိန်လေးကဆက်လိမ့်နေတော့မယ်လိမ့်နေပြီးတော့ဒီမက်ဒရစ်ဟာဒီဘလူးကွန်မလက်ဆိုတော့တော်ဝင်ဒီမင်းမျိုးမင်းတွေအစားရှိဖြစ်အဲ့လိုအရာရီရဲ့ဒီစံပြပုံရိပ်အဖြစ်အဲ့ဒီအချိန်ကရှိနေတော့မယ်ဒီနေ့ခေတ် Real Madrid ပြည်သက်တွေအဲ့လိုပြောရင်အဲစိတ်ဆိုးရင်လည်းဆိုးကြမယ်စိတ်မကောင်းဖြစ်ရင်လည်းဖြစ်ကြမယ်ဒါပေမဲ့ကျွန်တော်ပြောပြမယ်ဗျဒီခါကြီးကတော့အဲ့ဒီအရာတွေမဖြစ်ပါနဲ့အဓိကတော့ ဂျာမန်မှာနာဇီစနစ်ရဲ့ဆိုးရုံမှုတွေဂျာမန်ကလီးငယ်လေးတွေကိုမူလာတန်းမှာကလေးကကောင်းကောင်းနားလည်အောင်သင်ပေးတယ်ဂျပန်မှာဖက်ဆစ်စနစ်ရဲ့ဆိုးရုံမှုတွေကိုကလီးငယ်တွေကိုနားလည်အောင်သင်ပေးတယ်ဆိုတော့ဒီအရာတွေကိုဘုံွယ်မှထားအောင်ဘာကြောင့်လဲဆိုတော့ပို့ပြီးတော့နားလည်ပြီးတော့ဒီအရာတွေအတွက်ခွာယူပို့ပြီးတာဝန်ကျင်အောင်လုပ်လို့ပဲကျွန်တော်အလိုပြောမယ်ဆိုရင်အဲ့တော့မက်ဒရစ်ဟာလည်းတင်အားအမျိုးတွေတကယ်ရှိခဲ့တယ်အဲ့တော့ရှိခဲ့တယ်ဆိုတော့ ဟိုအဲ့အဲ့ဒီအချိန်မှာအဲ့ဒီမက်ဒရစ်ကိုအရန်မုန်းတဲ့ဒီဒေတာနှစ်ခုရှိတယ်တစ်ခုကဘက်ကေးဒေတာတစ်ခုကကက်လန်ဒေတာသူတို့ရဲ့ဒီဘာသာစကားသူတို့ရဲ့ culture သူတို့တွေကအများရန်အတန်လွတ်လွတ်ငယ်တာကဒီ Franco ရဲ့ဒီဖိနှိပ်မှုတွေပေါ့ဘက်ကေးကလည်းငါတို့ကဘယ်တော့မှ မုံမခံခဲ့ဘူးအဲ့ဒီအချိန်တွေတော့ကက်တလန်ကလည်းငါတို့ဘယ်တော့မှမုံမခံခဲ့ဘူးဆိုတော့အဲ့ဒီမှာဒီသူတို့မှာဒီဘယ်လိုခေါ်လဲအမာယုတ်တယ်လည်းရှိတယ်ဒီမက်ဒရစ်အစိုးရကနေပြီးတော့မက်ဒရစ်ကနေဦးဆောင်ပြီးတော့ဒီဒေသတွေကိုအနိုင်ကျင့်ခဲ့တဲ့ဒီအမာယုတ်တွေလည်းသူတို့မှာရှိတယ်ရှိတဲ့အခါကျတော့အားကြမို့စပိန်မှာကဟိုဘယ်လိုပြောမလဲဆိုတော့ဒီဘောလုံးကွင်းတွေအထဲမှာဒီအင်္ဂလိပ်လို့မဟုတ်အင်္ဂလန်လို့မဟုတ်ဘောလုံးကွင်းတွေထဲမှာသူတို့တွေက ဟိုဒီအခုအချိန်ထိလည်းဒီအနာတွေအမာရွတ်တွေအဲ့ဒါတွေရှိတယ်အဲ့တော့ကာတလိုနီးယားမှာဘာစီဘောဘာစီလိုနာအသင်း MS K and Club လို့ခေါ်တာပေါ့နော်ကျွန်တော် Modern Club ဆိုတာကလည်းဟိုအလကားဖြစ်လာတာမဟုတ်ဘူးပေါ်လုံးထက်ပိုတယ်ဆိုတာအလကားဖြစ်လာတာမဟုတ်ဘူးသူတို့ဒီပေါ်လုံးကွန်းထဲကိုလာပြီးတော့ Real Madrid ကိုအနိုင်ကစားခြင်းအပြင်သူတို့ရဲ့အဲဒါမျိုးသူတို့ပြန်တခုမှမနိုင်ရင်ဒါမှဒီမှာတော့အနိုင်ကစားမယ် ဆိုတော့စိတ်မျိုးတွေနဲ့ merit ကိုကိုအသေးအကြေကစားခဲ့ကြတာအဲ့လိုပဲဒီဘယ်လောက်ကလည်းအဲ့လိုသဘောတရားမျိုးတွေရှိခဲ့တယ်ဒါပေမဲ့နောက်ပိုင်းမှာဘာဖြစ်လာလဲဆိုတော့တဖြည်းဖြည်းနဲ့အချိန်ကြီးကကျော်လာပြီးတော့အတိုင်းပြည်ကလမ်းကြောင်းမှန်ဘောရောက်လာတယ်အဲ့ရောက်လာတဲ့အချိန်မှာဘာဆိုလိုနာဘက်ကဘယ်ကိုတဖြည်းဖြည်းနဲ့ရွေ့လာလဲဆိုတော့ modernism ဘက်ကိုရွေ့လာတယ်ဥရောပရဲ့ဒီဥရောပတောင်ပိုင်းရဲ့မြို့တော်ဆိုတဲ့အသွင်ကိုဘာဆိုလိုနာကဆောင်းဖို့ကြိုးစားလာတယ်အဲ့အချိန်မှာ ်ဘေဘောကကြတော့ဘယ်ဘက်ကိုသွားလဲဆိုတော့ more insular ဖြစ်လာတယ်ပို့ပြီးတော့လဲဟိုဒေတာဆွဲသူတို့ရဲ့ဒီလူမျိုးဆွဲကပို့ပြီးတော့ကြီးလာတယ်တကယ်1912ကတည်းကသူတို့ကကျွန်တော်စပိန်မှာဆို youth policy ကိုနော်ဒီလူငယ်မွေးထုတ်မှု cantera ခေါ်တာပေါ့1912ကတည်းကသူတို့ကအဲ့ဘက်ကပဲသွားတယ်သူတို့ကကုံတွေကိုမထုတ်လို့ပေးဘူးငါတို့စီကနေပြီး warrior တွေကို ထုတ်လုပ်တာဆိုပြီးတော့သူတို့အများအားဂုံယူတယ်ဘာစီလိုနာအဲ့လိုမျိုးဒီဘလူးကွန်မန်ဆို modernization ဘက်ကိုတွားခြင်းကိုလည်းဘီဘာဝိုးကမကျေနပ်ဘူးသူတို့အချင်းချင်းလည်းဘလူးကွန်မန်ဆိုတော့အပြိုင်အဆိုင်ငါတို့ကပိုတော်လန်နဲ့သူတို့ကပိုတော်လန်နဲ့အပြိုင်အဆိုင်ညှိနေတဲ့အခြေမှာအဲ့လိုအဲ့လိုမျိုးဟောဖြစ်တယ်လို့ဘာစီလိုနာကတဖြည်းဖြည်းနဲ့ဒီအမှုပညာပိုဆန်လာတဲ့ဒီဘလူးကွန်မန် modernization ဘက်ကိုပိုတွားလာတဲ့အလားအပဘက်ကိုပိုဦးစားပေးလာတော့ကိုလည်း ဘေဘောကအမြဲလောင်ပြောင်းတယ်ဘာစလိုနာဘက်ကလည်းအဲ့ဒီအရာကိုမကျေနပ်ဘူးမကျေနပ်ဘူးဆိုတာကသူတို့ပြောမယ်ဆိုရင်ခင်းတဲ့အညီတဖြည်းဖြည်းချင်းပြောင်းလဲသွားတာဒါပေမဲ့သူရဲ့ core principle ကြီးကမဖြောက်ဖြက်ဘူးသူတို့ကအဲ့မှာဖြစ်ချင်တော့တော့81ကြာတော့လူ2ယောက် vision 2မျိုးနဲ့ဒီ club တွေရဲ့ကောင်းဆောင်တွေဖြစ်လာတာကောင်းကင်ဖခင်တွေဖြစ်လာတယ်အဲ့2ယောက်ကတယောက်က Harvey Clementi လို့ခေါ်တာပေါ့နော် အက်လက်တီကိုမက်ဒရစ်အသင်းရဲ့ sorry ဒီအက်လက်တစ်ဘေဘောအသင်းရဲ့ဟိုဂန်နိုဝင်နီးပြာကြီးတကယ်မီဂိုကောင်းတိုင်လိုမျိုးကိုစလိတ်ကိုအဆက်မပြတ်ဖွာပြီးတော့အဆက်မပြတ်တကယ်ကိုကျင်းမြောင်းနေမျက်လုံးနေနဲ့လူကြည့်လိုက်တာနဲ့တကယ်မာကျော်မှုအပြည့်နဲ့စိတ်ပိုင်းဆိုင်ရာမာကျော်မှုအပြည့်နဲ့ပုံစံကိုထင်ဟပ်တဲ့သူ့ရဲ့ directness သူ့ရဲ့ toughness သူ့ရဲ့ solidity အဲ့ဒီအရာတွေ ဘီဘောအိုဒေတာဒီဘတ်စကေးဒေတာကြီးကနေပြီးတော့ကိုစားပြူထားတဲ့လူအဖွဲ့စည်းကကိုစားပြူထားတဲ့ပုံရိပ်ကိုဘောလုံးကွင်းထဲကိုတုတ်သွင်းနေသူဟာဗီယာကလမန်တီကဆိုတော့သူကအဲ့ဒီဘက်ကိုသွားတဲ့အချိန်မှာအဲသူသူတို့ရဲ့ဒီခံယူချက်ကလည်းဘောလုံးပွဲတပွဲကိုကစားတယ်ဆိုတာအမိမြေကိုကာကွယ်တယ်လို့ကစားရတာကွာဆိုတော့စိတ်ဓာတ်မျိုးရိုက်သွင်းမိထားတဲ့ကစားသမားတွေစီကို ဘတော်မှမရက်တန်သွားနဲ့စက်တိုက်တာတိုက်အဲဆိုတော့ပုံစံမျိုးဒါဟာဗီကလမန်တီကသွားတာတစ်ဖက်မှာကျတော့ဆီဇာလူးစ်မီနော်တီသူကအရေးရှိရှိပင်ပင်ပပရုပ်ဖြောင်းဖြောင်းအာဂျင်တီအာဂျင်တီးနားသားသူနိုင်ငံကိုအာဂျင်တီးနားလက်ရေးစင်အသင်းကို1988ဝါးကပ်မှာကမ္ဘာဖလားချန်ပီယံဖြစ်လာအောင်ဦးဆောင်ပေးတဲ့သူသူကဘောလုံးကိုတော့ဘောလုံးဟာ ကြပြားသားဆိုရင်ကစားသမားတွေက artist တွေပဲဆိုပြီးသူအများအနေပြောတယ်သူ့အယူအဆဘောလုံးကိုအမှုပညာမြောက်အောင်ကစားဖို့အဲဆိုတဲ့ပုံစံမျိုးသူကတွားတယ်ဒါသူသူယုံကြည်မှုကလည်းဘာဆိုနာအသင်းဟာဒီအလှအပအတွက်ပြီးသူတို့ရဲ့ပြောင်မြောက်တဲ့တမိုင်းကြောင်းထဲမှာအမှုပညာတမိုင်းနေအတွက်အဲဘောလုံးကိုဘယ်လိုကစားရမလဲဆိုတော့မင်းတို့ထေက1900ဒီ67မှာ ကျွန်တော်ဒီ67 70နှစ်ကာလတွေပေါ့နော်သူအသင်းမှာ Van Schuster ရှိတယ် Van Schuster ဟာ German prodigy တကယ် German ရဲ့ကျယ်ဝှင့်ဘောလုံးသား Van Schuster အဲ့လိုပဲသူတို့အသင်းကိုနောက်တော့ဒီအသက်72နှစ်သားလေးဒီဒီကို Amando Maradona ရောက်လာတယ်ဆိုတော့ဒီကစားသမားတွေနဲ့အတူဘောလုံးကိုအလှပဆုံးအညံ့ညောဆုံးနဲ့တကယ်ဟိုအမှုပညာလက်ရမြောက်အောင်ကစားတော့ဆိုတော့နီးပြနှုတ် Clementi နဲ့ minority နှစ်ဦးဟာလူနှစ်ယောက် vision နှစ်မျိုးနဲ့သူတို့ club အသင်းကိုဦးဆောင်ကြတယ်အဲ့တော့တသင်းကကြတော့တသင်းအတွက်ကြတော့ defense ပေါ့နော် defense and discipline ကဒီ moral ကိုကျင့်တရားလို့ဖြစ်လာတယ်တစ်ဖက်ကကြတော့ဒီကစားဒီ blue com လဲဆိုတော့အလအပနဲ့အမှုပညာဟာ ethic လို့ဖြစ်လာတယ်အဲ့ဒီအနှစ်သင်းဟာအဲ့ဒီကာလတွေမှာလဲတကယ်အားကောင်းတဲ့အသင်းတွေဖြစ်သူတို့တကယ်အပြင်းထန်ပြိုင်ဆိုင်ခဲ့ကြတယ်ဆိုတော့ အမျိုးမျိုးတင်သားကြတယ် still versus 6ဆိုပြီးတော့လေ6ပေါ့နော်6ဆိုပြီးတင်သားတယ်တမဏိနဲ့ပိုးပိုးပိုးစားပေါ့နော်တမဏိနဲ့ပိုးစားဆိုပြီးတင်သားတာမျိုးပိုးသားပေါ့ပိုးသားလို့ဆိုပြီးတင်သားတာလည်းရှိတယ် art versus industry ဆိုပြီးတင်သားတာလည်းရှိတယ်အမျိုးမျိုးတင်သားကြတယ်အဲ့ဒီအချိန်ကဘေဘောကကလီမန်တီရဲ့လက်အောက်မှာဘေဘောအသင်းရဲ့ကစားပုံကရက်ဆက်တယ်ကြမ်းကြုတ်တယ်အားလည်းကောင်းတယ်ဘယ်အသင်းကိုမှဘသူကိုမှပြန်ပြီးတော့မတောင်းပန်ဘူး ဖြတ်ပြီးရင်အမုံမဲဆိုတဲ့ပုံစံမျိုးသွားတယ် physical play ကိုအရင်သွားတယ်ဘယ်လိုကအဘယ်ဘောအတင်မှာလဲအတော့ဒီကိုဘောမှာလဲ Zoe Zarata ဆိုတော့ဒါစပိန်တမိုင်းရဲ့ကန်တော်ကိုသမားတွေထဲကတူဘောနော် Zoe Zarata ကကိုဘောမှာရှိတယ်ပြီးတော့အထူးသဖြင့်တော့အတင်ကောင်းဆောင်အဟုတ်တယ်အတင်ကောင်းဆောင် Zoe Zarata ဒီအဓိကနောက်ခံလူပေါ့နောက်ခံလူကိုယ်နဲ့အဖြက်လဲကစားတယ် Koi Quester ခံစစ်မှာတကယ်ခံစစ်ရဲ့ Marshall ကြီး ပြီးတော့တခြားနာမည်ကျော်ကစားသမားအာကိုတာတို့အန်ဒီလာတို့ဒါသူတို့လည်းရှိတယ်တိုက်စစ်ပိုင်းမှာအတင်းကလည်းကစားတာကောင်းလဲကောင်းတယ်တန်ဖိုအရင်မြင့်တယ်ဟိုတကယ် block တွေတကယ်ဟိုအိုက်ခက်ကတော့နာမည်ဒီလိုမျိုးဒီဘောလုံးရဲ့ဒီ tense တွေထဲမှာတော့သုံးချင်မှသုံးမယ်ဒါပေမဲ့ကစားပုံကတော့တကယ် relentless ဟို pressing ပဲအခါလေကျတော့ဟို long ball တွေနဲ့ဝုန်းနဲ့ sammies မှာကစားတဲ့ပုံစံကဘေးပါပုံစံ barcelona ကကျတော့ မင်းတို့ဒီရဲ့လက်ထက်မှာတကယ်ပျော့နှဲ့ပြီးတော့ပြန်ရောက်ကိုစိတ်တိုင်းကြစိတ်ဝင်ချီနှောင်ပြီးတော့တုတ်နှောင်တဲ့ကစားပုံနဲ့ကစားတာအဲ့တော့နံပါတ်10 row နံပါတ်10ကျောင်းနံပါတ်ကိုဝတ်ထားတဲ့မာရာထိုနာကွင်းလန်နဲ့ attack ကြားထဲမှာအာချိတ်ဆက်ပြီးတော့တိုက်ဆက်မှာ ban show star ရှိတယ်ဆိုတော့ပုံစံမျိုးသူတို့က position ကိုစိတ်ကြိုက်ထိန်းချုပ်တယ်ပြီးတော့ဒီသူတို့ရဲ့နီးပညာပိုင်းကျွမ်းကျင်မှုတွေနဲ့နီးပြားရဲ့ ဒီနေ့မြွာတွေကိုအကောင့်ထဲပေါ်ရဲအစရှိသဖြင့်အဲဒီနှစ်သိန်းကတွေ့တဲ့ပွဲတွေမှာအရန်ပြိုင်ဆိုင်မှုပြင်းထန်ခဲ့တယ်။အမုံတရားတွေကဘယ်အစလဲဆိုတော့1981ဒီဇင်ဘာ23မှာစတယ်1981ဒီဇင်ဘာ23မှာပထမဆုံးအဲ့ဒါကအဲကလီမန်တီရဲ့ဘာစလိုနာနဲ့ပထမဆုံးတွေ့တဲ့ပွဲလေဖြစ်လိမ့်မယ်ပွဲဥထွက်လို့တော့ထင်တယ်ဟုတ်ကျင်လားဟုတ်မှာအဲ့အဲ့နေမှာတော့ sorry ပါနည်းနည်းလေး ်ကောင်းလာမှမိတိတိဖြစ်နေလို့ဒါပေမဲ့တရားတော်တော့ဒီကလီမန်တီတိုင်တွေ့တဲ့အသင်းဘာစလိုနာနဲ့ကစားတယ်ပရိသတ်တွေကတောင်းတောင်းဖျက်ဖျက်အားပေးကြတယ်အဲ့မှာစောစောပြောရဲဟိုဂါယိုကိုချာသူကဂါယိုမဟုတ်ကိုယ်ကိုချာတော်တော်ရဲရဲဆက်ဆက်ဗျာ ဘန်ရှူစတာရဲ့ခြေောက်ကိုချိုးပလိုက်တယ်ပေါ့လော်လော်ပြောရရင်ဘန်ရှူစတာရဲ့ခြေောက်ကိုချိုးပလိုက်တယ်ဘန်ရှူကစားနေရင်ပြန်လည်းမတောင်းမှန်ဘူးဘန်ရှူစတာကိုနေမှာလူလှိမ့်နေပြီးတော့အဲ့ဒီ ACL ထိသွားတာ ACL anterior crucial ligament ထိသွားတာထိသွားတော့ဘန်ရှူစတာကိုးလာနားပြီးတော့နောက်က82ဝါကပ်ပါလွှဲချော်သွားတယ်အထိအခြေအနေဆိုးသွားတယ်ဘာစလိုနာပရိသတ်တွေလုံးဝမေးလို့မရဘူးကိုကြီးကိုချော်ကိုလုံးဝမေးလို့မရဘူး ဟိုသူတို့ရဲ့ကျယ်ဝင်းကစားသမားတိုးဦးတွင်မကပဲနဲ့ဖြတ်ထုတ်ပုံနီလန်ကအရန်ရက်ဆက်ကြမ်းကြုတ်လုံးလို့ဆိုတော့အဲ့မှာမာကာကဘာကောင်းစင်တက်လဲဆိုတော့မာကာတက်တဲ့ကောင်းစင်မာကာကက်ပလန်ခြေသက်တဲ့ကအလုတ်တမား6ချောင်းနဲ့ပကြီးဆရာကို6ချောင်းချိုးလိုက်တယ်ဆိုတော့ကောင်းစင်တက်တယ်အလုတ်တမား6ချောင်းဆိုတော့ကဟိုဘတ်စကေးဒေသာကိုနော် ဘတ်စကေးတွေသားလည်းအဲ့လိုမျိုးနည်းနည်းလေးဟုတ်ပညာရှင်တွေဘာတွေထွက်ပေါ်တဲ့နေရာမဟုတ်ဘူးလောက်ကြကံကြစူးစမ်းကြဆိုတဲ့လူရန်းလာတရပေါ့နော်အဲအဲ့လူရန်းလာတရဒါပေမဲ့ကတ်နေနေလေးပေါ့လောက်သမား6လောက်နဲ့ပကြီးဆရာရဲ့6လောက်ကိုချိုးမာကာကောင်းတယ်တက်တယ်ပြဿနာရင်းစူပွက်ပြီးတော့နောက်နှစ်နှစ်အကြာမှာအမမာဒိုနာလာပြီမာဒိုနာအဲ့ဒီထင်မှာဘာဆိုနာကိုရောက်လာပြီနောက်ထပ်တစ်ကြိမ် တန်တရာစဝိုင်းရထက်လျက်အိုက်ပွဲကစက်တင်ဘာမှာကစားတာ2084အ2083စက်တင်ဘာမှာကစားတာကစားတဲ့ပွဲကကမ်နောင်းမှာကစားနေရင်ကစားနေရင်ねဘာစလိုနာကဘီဘောကိုမာရိုဒိုနာရဲ့ခြေစွမ်းနဲ့ပေါ့လေတဘိုးပြီးတကူသွင်းတယ်တုံးကိုပြက်ဆိုတဲ့အနေထားမှာဂွေခွဲချော်ကနောက်တစ်ကြိမ်ထပ်ပြီးတော့ရက်ဆက်တဲ့ အပြုတ်အမူကိုထပ်ပြီးတော့လှုပ်လိုက်ပြန်တယ်အဲ့ဒါဘာလဲဆိုတော့မာရာဒိုနာရဲ့ခြေောက်ကိုချိုးလိုက်ပြန်အောင် angle မှာတက်သားချောင်းကျိုးသလိုကျိုးထွက်သွားမှာဒိုနာအဲ့မှာမာကာကထပ်ပြီးတော့ no artist along ဆိုပြီးတော့ spain ဘာသာနဲ့ဟိုသူကောင်းစင်ထက်တင်ပြီးတော့ရေးတယ်ဘေဘောင်းနဲ့ကစားရင်အမှုပညာဆန်ဆန်ကစားလို့မရဘူးဘေဘောင်းဟာအမှုပညာရှင်ဝင်ငွေမပြူတဲ့ဆိုတဲ့ဟာမျိုးတွေပေါ့လေတင်လာပြီးတော့ ရေးကြတယ်မာရဒိုနာကနောက်တနာဖို့လည်းကောင်းတယ်မာရဒိုနာကနောက်ပိုင်းကျတော့ကိုကိညက်တားကောင်ဖြစ်သွားတယ်ဆိုတာကအဲ့ခြောက်ကျိုးဒဏ်ရာရတဲ့အချိန်အတွင်းမှာအဲ့ဒီမတိုင်ခင်ဒီမာရဒိုနာကအဲ့ဒါတွေ तू မလုပ်ခဲ့ဘူးငွေစီးပါ तू မသုံးခဲ့ဘူးအဲ့ဒီခြောက်ကျိုးဒဏ်ရာရပြီးတဲ့နောက်အမှအနာယူတဲ့အချိန်အတွင်းမှာကို तू ကိုကိဆွဲသွားတာ तू ကအဲ့နောက်ပိုင်းမှာဒီအကောင်းကောင်းမုံမပြန်လှည့်ဖို့အတွက်ကိုမလွယ်တော့ဘူးဆိုတော့ तू ဒါ तू ကိုလည်းနောက်ပိုင်းပြောထားတာပေါ့နော်အော်အစိုးရအောင်ဖြစ်သွားတာက1984မေမှာ အဲ့ဒါကကျတော့ဖြစ်ချင်တော့ क्व င်းကနှစ်သိန်းစလုံးမုန်းလာပါတယ်ဆိုတော့ Real Madrid အသင်းရဲ့ Santiago Bernabeu Stadium မှာသူတို့ Super Plan နဲ့တူတယ် Super Plan တို့မဟုတ် Copa del Rey Final ဖြစ်မယ်ဟုတ်တယ်ဘီယံဖလား sorry ဘီယံဖလား Final ပွဲကစားပဲအဲ့မှာဒီအဲ့ဒီအချိန်မှာ Spain ဘီယံ King Juan Carlos တို့ပါတို့ပွဲကြီးစုံမှာရှိတယ်တကယ်ဒီပိုလူပွဲပွဲပွဲချမ်း ွဲကောင်းပွဲကြီးပွဲကောင်းကိုလာကြည့်ကြတယ်။ပွဲကပွဲစခရာမှုတ်တာနဲ့ရရဆက်ဆက်မာရာဒိုနာအချိုးခံရတာအရိုက်ခံရတာ အချိတ်ခံရတာဆိုတော့မြင်လို့တော့မကောင်းဘူး။အခုကြည့်နေတဲ့သူတွေအကုန်လုံး YouTube ကြည့်နေကြတာပဲ။ YouTube မှာရှာကြည့်လိုက်ပါ။ဒီမာရာဒိုနာဘေဘောအဲ့လောက်ရိုက်လိုက်ရင်ရတခြားအချစ်ချစ်ဝဲရိုက်ဆံမလို့မာရာဒိုနာဘေဘောဆိုလည်းရတယ်။မာရာဒိုနာအချခံရတယ်ဆိုတော့မြင်လို့တော့မကောင်းဘူး။ အရုဏလူလှိမ့်နေအောင်ခံရတယ်လူလှိမ့်နေအောင်ခံရတယ်အဲ့ဒီမှာဖြစ်ချင်တော့ဘေဘာဝကလည်းတကိုးသွင်းလိုက်တယ်အန်တီကာရကတကိုးသွင်းလိုက်တယ်သွင်းလိုက်တဲ့အချိန်ကျတော့အရင်ကလေးကကျန်းကျန်းတန်းတန်းကစားပါတယ်ဆိုတဲ့အတင်ကိုင်းနေတိုင်းကလည်းအခုခေတ်လိုမျိုးဆိုအ ਨੇ ဆုံးအနည်းက၄ကက၅ကက်အဲ့လိုအဲ့လိုပြောရမယ်ပယ်နတီနှစ်ချိန်သုံးချိန်ပေးရမယ်ဆိုတဲ့အနည်းအထားမျိုးဘေဘာဝကလည်းသူတို့ကိုကိုစားပြုထားတဲ့အတိုင်းပဲပြင်းပြင်းထန်ထန်တုံ့ပြန်ကာကွယ်လုံးဝ ပြန်မတောင်းပန်ဘူးလှုပ်ပြီးရင်ပြန်မတောင်းပန်ဘူးဆိုတော့အမှုအကျင့်တွေနဲ့ချတာမာရိုနောလူးလှိန်နေတာနောက်ဆုံးမှာတော့မာရိုနောသီးခံနိုင်ဆိုမရှိတော့ပါနဲ့ရန်ပွဲကြီးသူကစပြီးဦးတင်လိုက်တာမာရိုနောဒူးနဲ့ပြေးတိုက်တော့ဝုန်းဆိုပြီးတော့အမဒူးပြန်နေခြေပြန်နေအာရန်ပွဲကရန်ပွဲကအဲ့ဒါဂျိုဆင်နူညက်စ်ကိုနဲ့တူတယ်ဂျိုဆင်နူညက်စ်ကရန်စတဲ့အပြုတ်ဘူးပေါ့နော်ဒူးထောက်ပြီးတော့လာမသိဘူးကျွန်တော်အဲ့ဒါသိချင်မှမသိဘူး ဟိုကျွန်တော်နောက်မှာပဲဒီရပြီးတော့မှာပဲ YouTube မှာပြန်ကြည့်တော့မှာအဲအဲ့လိုမျိုးဒီကိုကင်းရှူတဲ့ပုံစံမျိုးရန်ဆွလိုက်တဲ့အချိန်မှာမာရိုနာဒူးနဲ့ပြေးတိုက်ပြီးတော့သူလည်းမှောက်ထွက်သွားတယ်မေ့သွားတာမေ့သွားပြီးတော့ဝုန်းဆိုအမအကုံလုံးအုပ်စုလိုက်ကြီးတကယ်တကယ်ဟိုရန်ပွဲကြီးဖြစ်သွားတာတကယ် high case တရော flying case တရောအကုံလုံးဒီလူအပြေးကန်တာတွေရောအဲ့မှာ ်ဘာဆိုနော်မှာကစားသမားတယောက်ရှိတယ်သူ1000လို့နာမည်ပေးထားတယ်ဘာဆိုနော်ကစားသမားတွေ့တယ်မေဂိုလီဆိုတာရှိတယ်အဲမေဂိုလီကအဲရံပွဲတော့ဝုန်းဆိုခွန်လာပြီးတော့ तू อ่ะ तू อ่ะပါဆပ်ချာအာရှုပ်ရှက်ခတ်ပြီးတော့ဟိုဝင်ဆွဲတာလည်းမရတားတာလည်းမရရံပွဲကြီးဖြစ်သွားတယ်စပိန်ဘရင်ရဲ့အရှိမဆိုတော့ဟွမ်ကာလို့စ်လေဘာမှလုပ်လို့မရဘူးပွဲရတော့ရုပ်ပြတ်စင်းပြတ်ပြီးပြီးတော့နောက်ဆုံးမှာ ဲ့ထက်ကတောင်းမှ6ရောက်လောက်ကဒါ3လောက်ဒီပွဲပဲခံရတယ်လို့ဘာလို့ဒါဒါပေမဲ့အဲ့ပွဲပဲခံရတဲ့ပညာထက်ပိုဆိုးသွားတာပါလဲဆိုတော့သောသောပြောတဲ့အာဂျင်တီးနားကိုကဘာဖလားယူပေးခဲ့တဲ့မီနော်တီ87မှာဘာစလိုနာနီးပြဖြစ်လာပြီအဲ့84ပွဲအပြီးမှာမီနော်တီက87မှာဖြစ်လာမှု87လား87လားဖြစ်လာဒါပေမဲ့84ပွဲအပြီးမှာမီနော်တီကအာဂျင်တီးနားကိုပြန်သွားတယ်ဘာစလိုနာကိုထပ်ပြီးတော့နီးမပြတော့အဲ့လိုပဲမာရာဒိုနာကလည်းအဲ့ပွဲနောက်ဆုံးပွဲပဲဘာစလိုနာတော့ဘယ်တော့မှပြန် မကစားတော့သူနာပိုလီကိုထွက်ခွာသွားတယ်ဆိုတော့အဓိကအဖြစ်တော့အဲ့ဒါပေါ့အဲ့ဒီရန်ပွဲအဲ့ဒီရန်ပွဲကပါလဲဆိုတော့ဘေဘာဟိုကလည်းသူတို့ကိုကိုစားပြီးတော့အခုထက်တိနော်ဒါအခုထက်တိဘေဘာဟိုကဒီသူတို့ကစားသမားတွေကဘေဘာဟိုဒီဘက်စကီအခြေဆိုင်ကစားသမားတွေကိုကိုစားပြီးပြီးအခုထက်တိသွားနေတော့မယ်ဘာစလိုနာကလည်းအဲ့ဒီအခြေအနေကဒါယွမ်ခရိုက်တို့ဘာလို့ပြောကြရင်မယ်ဟောတကယ်တမ်းကျတော့ဒီဘာစလိုနာကလည်း မင်းတို့ထီကနေပြီးတော့တီဟာကိုဟို beauty of duty ပဲသူဟာသူအလှပလှပပကစားဖို့အတွက်ကိုတာဝန်ရှိတာဒီအတင်းကဘာကြောင့်လဲဆိုတော့အမှုပညာတမိုင်းကြီးတဲ့မျိုးကြီးတစ်မျိုးဒီမျိုးကြီးတစ်မျိုးကဘောလုံးဟာဒီမျိုးရဲ့ civilization ကိုကိုစားပြုတယ်ဆိုတဲ့အမြင်နေနဲ့အဲ့ဒီသကလုံးနေနဲ့အဲ့လိုမျိုးစာဖွဲ့ပြီးတော့တိုက်ခဲ့ကြတာအဲ့တော့ဒါကြောင့်လည်းအခုချိန်ဒီဘာဆိုနာကအဲ့ဒီ minority ချခဲ့တဲ့လမ်းစဉ်အတိုင်းပဲသူတို့အဲ့ဒီဘက်ကို လလပပနဲ့ဟိုသွားဖို့เนาะဒါနောက်ပိုင်းတော့ Johan Cruyff တို့ပါတို့ဒီ Lars van Haar တို့ဆက်ပြီးတော့ဟိုပြ Netherlands ပေါ်လုံးဒီတသနာတွေဟိုထပ်ပြီးတော့လက်ဆင့်ခံတာပေါ့လေ Bilbao ကလည်းအဲ့ဒီ policy ဟို အခုချိန်ဒီ basket only policy ဟိုအခုချိန်ဒီဆက်သွားနေတော့မယ်အခုချိန်ဒီလဲ Barcelona နဲ့အဲဒါပေမဲ့တချို့တော့လည်းသိကြပြီမယ်တချို့တော့လည်းမသိတော့ပါဘူး Barcelona နဲ့ Bilbao ရဲ့တမိုင်းနဲ့ပတ်သက်ပြီးတော့ ။ဒါမှမဟုတ်သူတို့ကအဲ့ဒီအချိန်တုန်းကအဲ့ဒါဖျက်ခဲ့ပြီးတော့အဲ့ဒီတုန်းက ideology တွေတိုင်ဆက်ပြီးတော့စီစဉ်နေကြတယ်။ဆိုတဲ့အကြောင်းပေါ့နော်ဒါပို့သူထအနေနဲ့သုံးသပ်တင်ဆက်လိုက်ပါတယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့ football မှာစပရိတ်သမားအားလုံးအထူးပဲကျေးဇူးတင်ပါတယ်။